မင်္ဂလာပါရှင်ရကုံခစ်တရဲ့ This Week အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကတော့မြန်မာနိုင်ငံအတွင်းမှာတပတ်အတွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုရွေးချယ်ကောက်နှုတ်တင်ဆက်ပေးနေတာပါကဲဒီတပတ်ထဲမှာဖြစ်သွားတဲ့အကြောင်းအရာတွေကအရင်ဆုံးရွေးချယ်ထုတ်နှုတ်တင်ပြရရင်တော့မြန်မာပြည်သူတွေအတွက်ခြောက်ခြားစရာငလင်ကြီးကတောက်ကြနေမှာလှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ် မင်းဆိုမင်းညစ်လက်ထက်မှာမြန်မာပြည်သူတွေလဲရေဘေးမီဘေးစစ်ဘေးနဲ့အခုတော့ငလင်ဘေးပါကြုံလာရပါပြီလူသက်မရင်ချင်းခိုးဆိုလူရနေတဲ့မင်းဆိုမင်းညစ်လက်ထက်မှာပြည်သူတွေရဲ့ဒုက္ခကလည်းမသေးလာပါဘူးအခုနောက်ဆုံးသတင်းတွေရဆိုရင်တေဆုံးသူရာချီရှိလာနေပြီမန္တလေးတမြို့လုံးဟာဆိုရင်လေမြုပ်ပြက်ကြီးလို့ဖြစ်သွားတာလည်းဖြစ်ပါတယ် ပြည်သူတွေရဲ့ငိုကြွေးတဲ့နေအမိမဲအဖမဲတားသမီးမဲ့သွားကြတဲ့လူတို့တရက်လုံးရဲ့တောကအပူမီကမင်းအွန်လိုင်းလို မင်းဆိုမင်းညစ်ကြောက် ဆိုတာကတော့တေချာပေါက်မလွဲတဲ့အမှန်တရားပါပဲကဲဒီတခါလဲအာနာယူမင်းအွန်လိုင်းကတော့ရွေးကောက်ပွဲကို ကိုရီးယားဇလန်းတွဲတွေလိုအပိုင်းလိုက်အခန်းဆက်တွေနဲ့လုပ်မယ်လို့ထုတ်ပြောလာပြန်ပါတယ်။နိုင်ငံနဲ့စစ်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ကခွက်ခွက်လန်းအောင် ရှုံးနေတာကို ဖုံးကွယ်ပြီးလက်နက်ကင်ပဋိပက္ခတွေ ရှိနေလို့ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲလုတာပါလို့စင်ကြေပေးပါတဲ့ရှင်။ဘဲပြည်သူမှလက်မခံအတိမတ်မပြုတ်တဲ့အဲ့ဒီရွေးကောက်ပွဲကို2025ခုနှစ် ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းမှာ အပိုင်း၄ပိုင်းခွဲပြီးကျင်းပဖို့စီစဉ်ထားပြန်တယ်လို့လည်းမင်းအောင်လိုင်ကသူကိုယ်တိုင်ထွက်ပြောလာပြန်ပါတယ်သူတို့စစ်အာဏာရှင်တွေစိတ်ကြိုက်လှုပ်ထားတဲ့ဥပဒေမှာတော့ရွေးကောက်ပွဲကို ဖြစ်နိုင်ရင်တရက်ထဲအပြီးလှုပ်ဖို့ရေးထားတာတော့မှအပိုင်းလိုက်ဇလန်းတွဲလို့လှုပ်တာဟာဥပဒေနဲ့ညီပါတဲ့လား အာနာပဲတိမ့်သိမ့်ဘာပဲလွတ်လွတ်မင်းအွန်လိုင်းဗဇက်ကတော့ဥပဒေဥပဒေဆိုတဲ့သကလုံးကိုဗဇက်ကမချစရန်ခွေဗဇက်ကနဲ့စကားထွက်တယ်လို့ပဲ ပြောနေပါလေရောပေါ့ရှင်ကဲရွေးကောက်ပွဲကိုအဲ့လိုရက်တွေချာအပိုင်းလိုက်လောက်တာဟာပထမဆုံးအတုံးလောက်တဲ့ရွေးကောက်ပွဲရက်လက်ကိုကြည့်ပြီး နောက်လောက်မဲ့ရွေးကောက်ပွဲတွေဟာရက်လက်တွေအခြေအနေတွေပြောင်းလဲသွားနိုင်တာပေါ့ရှင် တစ်ဖက်မှာလည်းစစ်ရှုံးလို့နေမည်မဆိုးမိုးနိုင်တာကိုအကြောင်းပြပြီးရွေးကောက်ပွဲ၄ပိုင်းခွဲလွတ်ဖို့စီစဉ်လာတာဟာနိုင်ငံကိုလက်နဲ့အာကိုနဲ့လူရဲခိုးယူထားတဲ့စစ်အုပ်စုဟာသူတို့လက်ထဲမှာစိတ်ကြိုက်ချေလဲပြီးလုံးမဲ့ရွေးကောက်ပွဲကိုတောင်မှတော့သူတို့ကြောထောက်နောက်ခံပေးထားတဲ့ကျန့်ဖို့ပါတီမနိုင်မှကြောက်နေတာဟာအတိတ်သာကြီးပါပဲရှင်အဲ့ဒါကြောင့်လဲ မနိုင်နိုင်အောင်လုပ်မဲ့ပုံစံကို စီစဉ်ထားတယ်ဆိုတာပြည်သူတွေအားလုံးလဲသိနေတာပေါ့ရှင်တစ်ဖက်မှာကြာတော့လဲရွေးကောက်ပွဲလုပ်လို့ရအောင် လုံခြုံရင်းတဲ့တရားဥပဒေစိုးမိုးရေးစွန့်ဖို့တို့တိုင်းနယ်ပြည်နယ်လိုက် လုံခြုံရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ဖို့လို့ဆိုပြီးအကြက်ဖက်စစ်ခေါင်းဆောင်ကထုတ်ပြောပြီးနောက်တစ်ခါကျတော့နေမြေမလုံခြုံလို့ရွေးကောက်ပွဲကိုလေးပိုင်းလောက်တာဆိုပြီး ရှေ့နောက်မကြီးပြောချင်ရရပြောအင်းသွားမရှုံနဲ့သူ့ဟာသူ့အောင်ရှုံနေတာတော့ရေလို့ပြောရမလို့တော့ဖြစ်နေပြီကဲပြောချင်တာကတော့ရှင်သူတို့ဘာသူတို့ရွေးကောက်ပွဲကို ကိုရီးယားဇလန်းတွဲလိုပဲလှုပ်လှုပ် Netflix လိုပဲရိုက်ရိုက် ပြီးသူတွေကတော့သူတို့ကိုမြန်မာပေါကလို့သတ်မှတ်ပြီးဘေးမဲ့ပေးထားမှမြင်အောင်ပါသေးတယ်ဒါကလည်းရှင်းပါတယ်လေ မြန်မာပြည်သူတရက်လုံးတခဲနဲ့ပေးတဲ့မင်းနဲ့တောင်ပြိုကမ်းပြိုအနိုင်ရပြီးတက်လာတဲ့ NLD ပါတီကိုစစ်အုပ်စုကအကြောင်းပြချက်မျိုးစုံပေးပြီးအာဏာလုခဲ့တယ်လို့မျိုးအဲ့ဒီလုပ်ရက်ကိုဆန္ဒပြခဲ့တဲ့ပြည်သူတွေကိုလည်းရရဆက်ဆက်တက်ဖြတ်ခဲ့သေးတာပဲမဟုတ်ဘူးလားရှင်။ဒါအပြင်ပြည်သူတွေကြောက်ပြီးသူတို့ကိုမှလန်နိုင်အောင်ဖိနှိပ်ပြခဲ့တာလဲသူတို့စစ်တပ်ပါပဲ။အဲ့ဒါကြောင့်ပြည်သူဆန္ဒမပါပဲသူတို့စစ်တပ်လုံမဲ့ အတုရောင်ရွေးကောက်ပွဲကို ပြည်သူတွေက ရောင်လို့တော့လှဲ့ကြည့်လိုက်မယ်လို့မထင်ပါဘူး။နောက်ပြီးအဲ့ဒီအတုရောင်ရွေးကောက်ပွဲဆိုတာလည်းစစ်ရာဇဝတ်မှုကျွလွန်နေတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့တပ်တန်းကုန်ဒေလွန်စစ်ကောင်စီကို ပုံပြောင်းအသက်သွင်းပြီးမြောက်ကိုရီးယားဆန်ဆန်ကင်ဂျုံပုလှုပ်ချင်နေတာပေါ့ရှင်အဲ့ဒါကြောင့်ပြောချင်နေတာကတော့သူ့ဘာသာသူ လေးပိုင်းပဲခွဲလို့လို့ နှစ်ပိုင်းပဲခွဲလို့လို့ရွေးကောက်ပွဲကို ကိုရီးယားဇလန်းတွဲလိုပဲရိုက်ရိုက်ပြည်သူတွေက စိတ်ဝင်စားသလိုနိုင်ငံရေးအရာလဲဘာထူးခြားမှုမှ ရှိမလာနိုင်သလိုဘာငင်းချင်းမှလည်းမရနိုင်ပါဘူးတကယ်ငင်းချင်းကတော့နှစ်ပေါင်း90ကျော်မြန်မာပြည်သူတွေကိုဂုတ်သွေးဆုပ်ခြေလေလာတဲ့ဖက်စစ်စစ်တဲ့အမြင့်ပြတ်မှသာတကယ်စစ်မှန်တဲ့ငင်းချင်းရေးကို ရလာမှာပေါ့ရှင်။သူ့ရက်နဲ့သူ့ဇက်ကတော့ဟုတ်နေတာပဲလို့ပြောရမလို့ပါပဲ။လူသက်အကျန်းဖက်စေုပ်စုအတွက် အစိတ်ပင်ရေလောင်ပရိုမိုးရှင်းပွဲကြီးကို နေပြည်တော်မှာ၃ရက်တိုင်တိုင်လှုပ်သွားပါသေးတယ်။စေုပ်စုအောက်ဆွဲစီးပွားရေးသမားတွေအယိုးရင်းမြော်ဖျားဆူနိုင်ငံရေးသမားတွေက ကြီးကြီးကျယ်ကျယ်ငင်းချင်းဆိုတဲ့သကလုံးတွေကို တွင်တွင်သုံးပြီးလူသက်အကျန်းဖက်ဆေးဥစုကို WB promotion ဆင်းနေတာပေါ့ရှင်စစ်တကတိုင်းပြည်တစ်ခုလုံးလက်နဲ့အာကိုပြီးဖြက်စည်းကလို့ပြက်စည်းနေတဲ့အချိန်မှာ နေပြည်တော်မှာနိုင်ငံနဲ့ပြည်သူတွေအတွက်အရေးမပါတာတွေထိုင်လုံနေတာဟာမေးအွန်လိုင်းလို့လူအုပ်စုကို ဖားရနေကြတာ ပြည်သူတွေအမြင်မှာတော့ရဲစရာဟာတကြီးကိုဖြစ်ရောပေါ်ရှင်ဂျပန်စေအုစုကိုတိုင်စိတ်ကြိုက်ရေးဆွဲထားတဲ့နာဂိခြေဦးတိုင်းနိုင်ငံရေးလမ်းစဉ်ကိုလှုပ်ကြည့်ခဲ့ကြတာအလုံးအသိပါပဲဒါပေမဲ့အကြမ်းဖက်စေအုစုဟာဆိုရင် သူတို့ကြောထောက်နောက်ခံပါတီကြန့်ဖို့မဲရှုံတော့လက်လက်အားကိုနဲ့အာနာသိမ့်ခဲ့ကြလို့ငင်းချင်ရဆိုတာပစ္စည်းလက်လက်အားကိုနဲ့ပြည်သူတွေကို စိတ်တိုင်းကြတစ်ဖြက် ပြည်သူစည်းစိမ်ဥစ္စာတွေကို လူရက်နေစဉ်ပြိပခတွေကိုလုပ်ပြီးတနိုင်ငံလုံးကို အမွေစင်လုပ်နေတာတိုင်းသိပြည်သိပါပဲပြည်သူတွေကရရလက်နဲ့ဆွဲကန်တော်လန်တဲ့အခါမှာတော့နိုင်ငံအကျက်တဲဖြစ်နေပြီးတော့ငင်းချင်းလုံမှရမယ်လို့သူတို့ကတော့ငင်းငင်းချမ်းချမ်းနေတာတိုင်းသားလက်လက်ကန်တွေနဲ့ PDF တွေကလုံနေလို့တိုင်းပြည်မငင်းချမ်းတာတော့မျိုးစုံအတန်ထွက်လာပါလေရော့ တကယ်တမ်းကြက်တဲနေတာကတိုင်းပြည်မဟုတ်ဘူးရှင်မင်းအွန်လိုင်းတို့စီအိုစုထွက်ပေါက်ပြောက်ပြီးကြက်နေတာအဲ့ဒါကိုရွေးကောက်ပွဲအတူရောင်းလုပ်ပြီးထွက်ပေါက်ရှာနေတာအဲ့ဒါကိုရှင်88မျိုးဆက်ကိုကိုကြီးဆိုသူကအခုလက်ရှိ နိုင်ငံမှာဖြစ်နေတဲ့ပဋိပက္ခတွေကို ကြော်လွှားနိုင်ဖို့အတွက်ရွေးကောက်ပွဲက အရေးကြီးတယ်ဆိုပါလားနောက်ပြောသေးတယ် စစ်တပ်သဘောမကျတဲ့ရက်လက်ထွက်လာလို့မရဘူးတဲ့အရေးပေါ်အခြေအနေဖြစ်လို့စစ်တပ်ကအာဏာသုံးရယူထားတာတဲ့ရွေးကောက်ပွဲမှာပြည်သူတွေတခဲနဲ့ရွေးချယ်ပြီးတက်လာတဲ့အစိုးရစီကအာဏာကိုလူဆန္ဒပြတဲ့လူငယ်တွေကိုအစွမ်းကုန်ရရဆက်ဆက်တပ်ဖြတ်နေတဲ့အချိန်တုန်းကဘယ်နာမှာသွားအိပ်ပျော်နေလဲလို့မေးရမလို့ဖြစ်နေပြီရှင်မင်းအောင်လိုင်းတို့စေအောင်စုကဘာမှမလုပ်တတ်တဲ့အခါမှာတော့ သူတို့ဆရာဘိုတန်းရွှေနီတိုင်းအစကပြန်လို့ချင်နေကြတာဒါပေမဲ့ပြည်သူတွေဘက်ကလည်းမရတော့ဘူးတခါခံရပြီးလို့မှတ်သွားကြပြီလေနောက်တစ်ခါကြားဖြတ်အထာနဲ့လာလိန်လို့လက်မခံတော့ဘူးနိုင်ငံရေးသမားတွေလို့ဖျားဆူးပြောရမယ်ဂျလုံးပလုံးအတူဆက်တရာကျော်ကတော့မင်းအောင်လိုင်းတို့စေုပ်စုကတဲ့ရိမ့်မှာ အနေစားချောင်လို့ဝေလီလီလုံနေကြတာအတိတ်အကြီးပါပဲရှင် အဲ့ဒီနိုင်ငံရေးဝေးလေးလေးသမားတွေကအရှိကနေဘလို့ပဲမင်းအောင်လိုင်ရဲ့အတူရောင်ရွက်ကောက်ပွဲကို ပရိုမိုးရှင်းလုပ်နေပြီမလဲအချိန်တန်တော့အစွဲထုတ်ပြလိုက်တော့ဘလူးကတော့ဘလူးပါပဲဒါကတော့အဲ့ဒီနေပြည်တော်မှာလုတ်တဲ့ပွဲမှာနမေကသာရပြည့်ပြောတာဆိုတာတွေကဆေပြားလုံနေတဲ့ဗိုလ်ချုပ်ဆိုတဲ့ယာတို့နဲ့ပြား90ကြီးကတော့စစ်တပ်ကိုနိုင်ငံရေးကဖေထုတ်ဖို့တောင်းဆိုနေတာတွေဟာ မဖြစ်နိုင်တော့သလိုစစ်တပ်ကလည်းလက်မခံဘူးတဲ့ရှင်။ကဲအဲ့ဒါသာကြည်တော့မင်းအောင်လှိုင်တို့စေုပ်စုက နိုင်ငံဘန်နာကို ခိုးဝဲရတာအရသာတွေ့နေတဲ့အခါမှာဆိုတော့ကုတ်နဲ့ကော်ချတာတောင်စင်းမှာမဟုတ်ဘူး။အတင်းကုတ်ကတ်တွင်နေမဲ့ကောင်စားမျိုးတွေမင်းအောင်လှိုင်စင်းသွားလဲနောက်တက်လာမဲ့သူတွေကဒီအချိုးမျိုးပဲအဲ့ဒီတော့ပြောချင်တာက နိုင်ငံရေးဝေလီလီသမားတွေရဲ့ မြမပြည်ကစစ်တပ်ဆိုတဲ့ကပ်ပါးကောင်တွေကနှီးမျိုးစုံ ပုံစံမျိုးစုံနဲ့ပြည်သူတွေအပေါ်ကို နေနိုင်တဲ့လောက်ဂုတ်သွေးဆုပ်ချဲလဲနေအောင်မှာရှင်တို့ကအယိုးရင်မျှော်ပြီးရှင်တို့ပြောပြောနေတဲ့ပေးထားချက်ဆိုတဲ့ကစားကွင်းသေးသေးလေးမှာဆော့ရတာကိုပျော်မနေကြနဲ့ပြည်သူတွေနားလာပြီအဲ့ဒီကပ်ပါးကောင်စုပ်စုကို အမြင့်ပြတ်တော်လာနိုင်မှဖယ်ရှားနိုင်မှ ပြည်သူတွေတကယ်ငြင်းချမ်းရဲ့အစစ်မှန်ကိုရမှာမေးအွန်လိုင်းတို့စေအိုစုဒီနေ့ဖေလိုက်ရင်နောက်နေ့မှာမြန်မာနိုင်ငံကြီးဟာငြင်းချမ်းသွားပြီလို့ပြောချင်ပါတယ်ရှင်ကဲဒီတစ်ခါမှာတော့အကြက်ဖက်စစ်ကောင်စီကတဖက်မှာအတူရောင်ရွေးကောက်ပွဲကိုဇွတ်လုပ်ဖို့ပြင်ဆင်နေချိန်မှာပဲ စည်ရင်မှလည်းခွက်ခွက်လာအောင်ရှုံးနေတာပြည်သူတွေသိပြီးသားဖြစ်မှာပါ။အေရီတိုင်းဘက်မှာဆိုရင်အရခတတ်တော်ရဲ့ထိုးစစ်တွေဟာလင်းမျက်နှာမြို့တွေကိုဝင်ရောက်လာနေသလိုစစ်ကောင်စီဘက်ကတပ်သားတွေဟာလည်းအသေးပြောက်တွေများနေလို့သိထားရပါတယ်ရှင်။စီအိုစုအထိနာအသေးများနေမြေတွေလက်လွတ်နေရတာဟာအေရီတိုင်းတစ်ခုလားဆိုတော့မဟုတ်ပါဘူး။ပဲခူးတိုင်းစကိုင်း မကွေးနယ်နိုင်ငံအနှံ့မှာစစ်ရှုံးနေတာလည်းဖြစ်ပါတယ်။မင်းအောင်လှိုင်တို့စစ်အုပ်စုစစ်ရှုံးနေတာဟာမြန်မာနိုင်ငံကပြည်သူတွေတင်မကဘူးကဘာကတော့တည်နေကြပြီလေ ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံရဲ့လွှတ်တော်တဲကဆွေးနွေးပွဲတစ်ခုမှာအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC အခြေစိုက် National War College ကပေါမုခဒေါက်တာဇာခရီအဘူဇာကမြန်မာစစ်တပ်ဟာစစ်မနိုင်တော်ဘူးလို့တရားဝင် ထောက်ပြပြောဆိုသွားပါတယ်။အဲ့ဒီမနိုင်နိုင်တဲ့စစ်ပွဲကိုပဲအလွန်ကျွံတိုက်နေတာဖြစ်ပြီးအဲ့ဒီလောအပ်ကြောင့်တနိုင်ငံလုံးကိုသူတို့နဲ့အတူဆွဲချနေတာဆိုပြီးအချက်လက်တွေနဲ့ပေါမုခက ထောက်ပြပြောဆိုသွားတာလည်းဖြစ်ပါရဲ့ရှင်။ကပအစစ်စစ်တဲ့ကြီးတို့ဘာတို့အာချုံခဲ့တဲ့မင်းအောင်လိုင်းတို့ဒေါ်စိန်အင်းကျောင်းစင်းတွေဟာမရှက်တော့ဘူးလားမသိဘူး။နန္ဒကအလဲမှာတော့အရှက်တွေပြန်ပြန်ကွဲလီရောပေါ့ရှင်။ဒါလည်းရှက်ကြမှာမဟုတ်ပါဘူး။တနေ့ကလှုပ်သွားတဲ့စစ်ရေးအခမ်းအနားမှာမင်းအောင်လိုင်းကအကြက်ကန်တောင်းဆိုမှုတွေကိုအလျှော့ပေးလက်ခံတဲ့အစင်လာမရှိတဲ့အတွက် စစ်ကိုဆက်လက်ဆင်နွှဲမှာဖြစ်တယ်လို့လည်းပြောသွားပြန်ပါတယ်ရှင်။ပြည်သူတွေမထောက်ခံတဲ့စစ်ပွဲကိုဆင်နွှဲလို့စစ်ရှုံးနေတာကိုတစ်ဆက်ကလေးမှထဲမပြောသားပဲ အကြက်ကင်တောင်းဆိုတာတွေအလျှော့မပေးဘူးဆိုပဲ။ကဲ။နောက်ပြီးတော့ပြောသေးတယ်။တိုင်းရင်းသားလက်လက်ကင်အဖွဲ့တွေ PDF တွေလက်လက်ကင်လမ်းစဉ်ကိုဆွတ်လုပ်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွက်ောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနိလန့်နဲ့ဖြေရှင်းကြပါတယ်။သူတို့စီအိုစုကစစ်ပွဲမနိုင်တာကိုမခံဘဲတခြားသူတွေကိုလက်နဲ့စွန့်ကြပါတယ်။သူတို့ကတော့မစွန့်ဘူး။သူတို့ပြောတဲ့လက်လက်လေးချပြီးစပွဲဝိုင်းဝင်ထိုင်လို့ကတော့2020တုန်းကလို့အချိုးမျိုးချိုးမှအသေးချပဲပေါ့ရှင်။လူငယ်တွေလက်ထဲဘာမှမရှိတော့ကတော့တည်ရဲတဲ့ကောင်ထွက်တော့ ဘဲကောင်သေးရဲလဲတို့ဒါဒါချင်းဒုတ်တုတ်ချင်းတို့ဆိုပြီး ပြောဆိုအားချောင်ခဲ့တာတွေအခုမနိုင်တော့မှလက်လက်စွန်ပြီးရုတ်ကောက်ပွဲ ဝင်ကြပါတော့လို့ပြောနေတာဟာအချိန်တန်ရင်တော့တနက်ကလေးတပြပြနဲ့အနိုင်ကျင့်ကြအောင်မှမြင်ရောင်မိသေးပါတယ်ရှင်အဲလိုတနက်လေးတပြပြနဲ့ကောင်တွေကကြောက်တာကလည်းတနက်ပဲလေ အဲ့ဒီတော့မင်းအောင်လှိုင်လို့စေအုပ်စုကိုးကွယ်တဲ့ဘိုးနေဝင်းပြောခဲ့တယ်လို့ပဲဒါဒါချင်းဒုတ်ထုတ်ချင်းပေါ့ဘာလဲကြောက်နေပြီလားလို့မေးရမလို့ဖြစ်နေပြီပေါ့ရှင်ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခစ်တဲ့ This Week အစီအစဉ်ကိုတက်ဆက်ပေးတာပဲဖြစ်ပါတယ်အခုလို့ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမမြတ်ပါ